ိုက်ပျိုးရေးနှင့်ကျေးလက်ဒေတာဖွံ့ဖြိုးရေးနှစ်ဆင့်ချင်းငွေစီမံကိန်းမှချင်းငွေကျပ်249,448တသမသုည9တန်းထုတ်ချေးပေးထားပြီးဖြစ် စီမံကိန်းနှင့်ဗန္ဒာရေးဝင်ကြီးဌာနမြမလေယာဖွံ့ဖြိုးရေးဘဏ်ကအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိသည့်စိုက်ပျိုးရေးနှင့်ကျေးလက်ဒေတာဖွံ့ဖြိုးရေးနှစ်ဆင့်ချင်းငွေစီမံကိန်းမှ2025ခုနှစ်ဧပြီ30ရက်အထိ နေပြပြည်တော်ကောင်စီတိုင်းဒေတာကြီးပြည်နယ်၁၄ ခူးမြို့နယ်တရ89ခူးမတောင်သူ9816ဦးတို့ချင်းငွေကျပ်249448သမတုညခုနဲ့တန်းထုတ်ချေးပေးထားပြီးဖြစ်ကြောင်းသိရသည်စီမံကိန်းနှင့်ဗန္နာယေးဝင်ကြီးဌာနမြမလေယာဖွံ့ဖြိုးရေးဘဏ်ကအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိသောစိုက်ပျိုးရေးနှင့်ကျေးလက်ဒေတာဖွံ့ဖြိုးရေး20ချင်းငွေစီမံကိန်းဥဆောင်ကော်မတီ၏33 ကျိမ်းမြောက်စည်းဝေးတွင်စီမံကိန်းနှင့်ဗန္ဓာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမင်းထွတ်ကပြောကြားခဲ့ခြင်းဖြစ်သည်။ချင်းငွေရယူလိုသည့်တောင်သူများသို့ချင်းငွေတင့်များစင်ဆက်မပြတ်ထုတ်ချေးနိုင်ရေးစီစစ်ဆောင်ရွက်လျက်ရှိပြီးချင်းငွေစီမင်းစည်းကမ်းများနှင့်ညီညွတ်သည့်ချင်းငွေလျှောက်ထားသူတောင်သူများအားစိုက်ပျိုးရိတ်သိမ်းချိန်အမီချင်းငွေများကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်စနစ်တကျစီစစ်ထုတ်ချေးနိုင်စေရေးတာဝန်ရှိသူများက စင်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းဒုတိယဝန်ကြီးကဆိုသည်ချင်းငွေအစီအစဉ်ကောင်းမွန်စွာလေပတ်နိုင်ခြင်းဖြင့်တောင်သူများ၏ဝင်ငွေတိုးတက်လာစေပြီးလေယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့်မြမလေယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့်ဘဏ်ကွဲအစဉ်စစ်အနေဖြင့် အချိန်စိတ်လွန်ပြက်ကွက်သည့်ချင်းငွေကြွေးကြံများမဖြစ်ပေါ်စေရအတွက်ချင်းငွေပြန်လည်ပေးဆက်ရန်တတ်မှတ်ကာလအားနီးလန်းရှာကြံဆောင်ရွက်ရန်စီမံကိန်းအောင်မြင်ရေးအတွက်တိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့များဆက်ဆက်ဌာနများနှင့်စဉ်ဆက်မပြတ်ဘူးပေါ်ရင်းဆောင်ရွက်သွားရန်ချင်းငွေအစီအစဉ်တွင်လည်းရာသုံးစက္ကရိယာများပါဝင်ရောင်းချသည့်ကုမ္ပဏီများအနေဖြင့်လည်းလိုက်နာရမည့်စီကံတတ်မှတ်ချက်များနှင့်အညီပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်းဒုတိယဝန်ကြီးကဆိုသည် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေတာ ဖွံ့ဖြိုးရေးနှစ်ဆင့်ချင်းငွေစီမံကိန်းကို2018ခုနှစ်ဇူလိုင်လတွင်စတင်ခဲ့ပြီးအတိုးနှုန်းသက်သာစွာဖြင့် နှစ်တို3225နှစ်အရေးကြပြန်ဆက်စနစ်ဖြင့်ချင်းငွေများထုတ်ချေးပေးလျက်ရှိပြီးစီမံကိန်းစတင်သည့်မှ2025ခုနှစ်ဧပြီ30ရက်အထိနေပြည်တော်ကောင်စီတိုင်းဒေတာကြီးပြည်နယ်14ခုမြို့နယ်တရ89ခုမှ တောင်သူ9816ဦးတို့ချေးငွေချက်249448တသမ3.9တန်းထုတ်ချေးပေးထားပြီး202 2025ဘဏ္ဍာနှစ်အတွင်းတိုင်းဒေသကြီးပြည်နယ်၄ခုရှိမြို့နယ်16ခုမှတောင်သူ67ဦးတို့ချေးငွေချက်9481တသမ20တန်းထုတ်ချေးခဲ့ကြောင်းသိရသည်